ဒါပေမဲ့ဆရာတို့အနေနဲ့ကဒီမှာဆိုင်ကမှာအင်ဂျင်လေပတ်မှုစနစ်ကြီးဖြစ်ပေါ်လာဖို့အတွက်ကိုအစိတ်အပိုင်းဘယ်နှမျိုးနဲ့တိစောက်ထားလို့ပြောမလဲ15မျိုးဒါအရင်ဆုံးပါမှာ15မျိုးနော်တချို့ဆိုင်ကတော့10မျိုးနဲ့ဖွဲ့စည်းထားတယ်အခုဆို9မျိုးနဲ့ဖွဲ့စည်းထားတယ်ဟုတ်လား15မျိုးကဒါရပ်ပိုင်းဆိုင်ကဆိုင်ကမှာအရင်ဆုံးပါမှာ15မျိုးလို့ပြောတာဘာဝနဲ့ဝန်ထုပိုင်းဆိုင်ကမျိုးမှာဆို import output မှာ9မျိုးလောက်ပဲရှိတာ9မျိုးလောက်ပဲပါဟောပလစ်တွေကြတော့အပိုင်းကြီးပါပြီးပါလာတဲ့ခါကျတော့ပလစ်တွေကြတော့10မျိုးလောက်ဖြစ်လာဘောပဲပြ တင်ဖို့အဖို့ပေါင်းမှာ၈မျိုးလောက်ပဲပါ15မျိုးလုံးပါလား15မျိုးဆိုတာ EF ဘိုင်စံငယ်တွေမှာအလွန်ဆုံးတက်ဆိုင်ရင်15မျိုးပေါ့ဒါနဲ့15မျိုးလုံးမပါဘူးအချို့စံငယ်မှာ9မျိုးတချို့စံငယ်မှာ9မျိုး6မျိုးအဲ့လိုရှိတယ်တဲ့အဲ့ဒီဒီဆိုပါ EF ဘိုင်စံငယ်မှာတက်တင်တာကစိတ်ပိုင်း15မျိုးရဲ့အကြောင်းကိုနားလည်တဲ့ချိန်ကအဲ့ EF ဘိုင်စံငယ်ကိုကောင်းမွန်စွာပြင်တဲ့နေပါပဲတဲ့အဲ့ဒီကနေမှဆရာကဘာအကြောင်းကိုရှင်းပြမလဲဆိုတော့ကျွန်တော် ECD အကြောင်းလေးကိုရင်တော့နော် အဲ့ရှင်းပြရှိတယ်ရှင်းပြရင်ကပထမဦးဆုံးဆရာဘာအကြောင်းရှင်းပြမလဲဆိုတော့ ECD ECD ဒုမဟုတ် EOD တကယ်တော့လည်းဒုတိယကူမှာဘာလို့လဲပြောရဲဆိုတော့ C နဲ့ O ဝဲกว่าပါတယ်တဲ့ C ဆိုတာကရေလဲစနစ်ပါတဲ့ဆံငယ်တွေမှာရှိတယ်ကိုယ်လိုက်ရေကိုပြောတာ O ဆိုတာက O Y N Y ဆိုတာကအင်ဂျင်ဝိုင်းကိုပြောတာအဲ့တော့ဒုတိယကူရဲ့လုံးဆောင်ချက်ကတော့တီမို့ခေါ်တဲ့ ်ပမ်ပရိတာအပူချိန်ဝါယုကန်နဲ့စဉ်းစားလို့ဖြစ်ပါလေတဲ့သူတို့ကဘုလိုကလည်းဘယ်သူလဲအပူချိန်ဝါယုကန်နဲ့ဆိုတော့အင်းလို့ခေါ်တဲ့အင်ဂျင်ရဲ့အပူချိန်ဝါယုကန်နာပါနောက်ခုတော့ဘာရဲ့အပူချိန်ဝါယုကန်နာလဲအင်ဂျင်ရဲ့အပူချိန်ဝါယုကန်နဲ့စဉ်းစားနောက်ခုလုံးကတော့အင်ဂျင်ရအပူချိန်ဝါယုခန္ဓာရေလဲစနစ်ပါတော့ရေလမ်းကြောင်းကနေပြီးတော့အင်ဂျင်အပူဝါယုခန္ဓာရေလဲစနစ်မပါတဲ့ခါကျတော့အင်ဂျင်ဝိုင်းလမ်းကြောင်းကနေပြီးတော့အင်ဂျင်ရဲ့အပူချိန်ကိုအာယုခန္ဓာတကယ်တော့အင်ဂျင်ဝိုင်းကအပူချိန်ကိုသိကျင်လားအင်ဂျင်ရအပူချိန်ကိုသိကျင် ရေရပြီကျွန်တော်သိနေတာလားအင်းရပြီကျွန်တော်သိနေတယ်အဲ့တော့နောက်ခုလုံးကငါတို့ကဤစီမောက်အော်လာဖောက်လိုက်မယ်လို့သူ့ကိုဘယ်လိုပြောလိုက်မလဲအင်ဂျင်တမ်ပရေချာစဉ်းစားဟုတ်လားအင်ဂျင်တမ်ပရေချာစဉ်းစားတာပါလေနောက်ခုလုံးကအင်ဂျင်ဘူဂျင်အာရုံခံတဲ့စဉ်းစားပေးဖြစ်နေရောအင်ဂျင်ဘူဂျင်စဉ်းစားပေါ့မြန်မာလိုပြောရင်လည်းအင်ဂျင်ဘူဂျင်စဉ်းစားလို့ပဲပြောမယ်အင်္ဂလိပ်လိုပြောရင်လည်းအင်ဂျင်တမ်ပရေချာစဉ်းစားလို့ပဲပြောမယ်စာနဲ့ပြောမယ်ဆိုရင်တော့ အင်ဂျင်ကိုယ်ကတမ်ပရေချာစင်စာအင်ဂျင်ဝိုင်းတမ်ပရေချာစင်စာဒါစားရဲမှာစားရဲတော့လက်တွေ့သွားမှာဆိုရင်အင်ဂျင်တမ်ပရေချာစင်စာမပြောနဲ့မြန်မာလိုအင်ဂျင်ဘူချင်းတိုင်းစင်စာအဲ့လိုပြောမှာနော်ဆရာကလူကနာအွာတီးတီးဘက်ကိုအုံနောက်တီးတီးဘက်ကိုပြောပြတာကိုညာမီတော့ကိုမှတ်ပါညာမမီရင်မှတ်ပါနဲ့အော် easy ဒီဆိုတာကအဲ ER EN GIN engine C O O L A N D Cola ရင်ရင် Cola G A N C R A P U R E ရင်ရင် temperature သူကစင်တာဖြစ်နေတော့နောက်မှာဘာလေးထပ်ပေါင်းလိုက်တယ်ဆိုတော့ S E N S O R ရင်ရင် Cola temperature စင်တာအင်းရဲ့ရေလေလမ်းကြောင်းရေဘူးရေဘူးလမ်းကြောင်းမှာတဲ့ရေဘူးချိန်မှတစ်ဆင့်အင်ဂျင်ရဲ့ဘူးချိန်ကိုအာရုံခံပေးတော့စင်စာဖြစ်ပါလေနောက်တစ်ခုကကျတော့ EOD E N G I N E A G E N O I L Y A N G I N G E N T E R A T U R E ဟုတ်ပါအစီအံအဆိုပါအင်ဂျင်နီယာတမ်ပီတာစင်တာဖြစ်ပါတယ်တဲ့ဒါပေမဲ့နှစ်ခုလုံးကတော့ကိုလန်းနဲ့ပွိုင်ကိုလာဖြစ်လိုက်မယ်ဆိုရင်ဗာလဲလေအင်ဂျင်တမ်ပီတာစင်စာမြန်မာလိုပြောတော့အင်ဂျင်အမှုချိန်အာယုံခံစင်စာစင်စာဒီမှာတော့ဘယ်သူဒရင်ပေါ်မှာလဲအင်ဂျင်ကပူနေပါတယ်ဒါမှမဟုတ်အင်းနေပါတယ်ဆိုပြီးတော့ ECU ကိုဒရင်ပေါ်မှာ တကယ်အင်းရဲ့တမင်လက္ခဏာကအင်းရင်ပူတယ်လို့သတင်းပို့ရင်ယစီယူပါအင်းရတော်နဲ့ဒီကနေ့ကိုချော့မှာလားညားမှာအင်းရင်ပူတယ်လို့သတင်းပို့ရင်ချော့အင်းရင်ရဲ့လို့သတင်းပို့ရင်ညားဒါဆိုရင် ECD နဲ့ EOD ရဲ့အတူတူကိုကြည့်ပြီလားသူက ECD EOD ရဲ့ definition လို့ခေါ်တယ်သူကအဓိပ္ပာယ်ပြည့်စုံတယ်ကြည့်ပြီလားမြန်မာလိုကဘယ်လိုလဲအင်းရင်ပူခြင်းအာယုံခံစဉ်းစားဖြစ်ပါတယ်တို့မှာဆိုရင်တော့ဆရာတို့ကဇမူအာယာကြီးကပါလဲ ဝါရဝါရကလည်းပြင်းတယ်ဝါရကဘယ်နှချောင်းမဲ့ပါလဲအခုသိရမအခုသိရဟုတ်ပါဘူးခင်ဗျားတွေဖောက်မိမှာကိုယ်တကယ်ချင်းဖြစ်စီဘောရာမောင်းနေဖြစ်စီမိဖာမင်းချင်းဒါအင်းချင်းပူချင်းစင်တာတနေရာမှာတက်တယ်စနေနားမှာရှိတဲ့ရေလည်းလမ်းကြောင်းအင်းချင်းလမ်းကြောင်းတနေရာမှာတက်ပြုတ်မယ်နှချောင်းရှိတယ်နှချောင်းမရှိနော်နှချောင်းမရှိဇမားလားအာဇမားမစင်းနေဟဲ့ဝင်လာလားအာဝင်လာတနေ့တိုင်းမှာဆိုရင်ပန်းပြူ ဝါဒဝါဒကမှာဆိုဝါပြမင်းပါပြီးစင်ပြမီတာနဲ့တန်းပြအောင်အုံနဲ့မိုးတန်းပြအောင်မင်းကုန်ပြရဆက်နဲ့ကြည့်ပါလားပြကြည့်ကြအဲ့လိုတွေလောက်တတ်ဖို့တော့အခုပြောနေချင်းဖြစ်ပါအခုပြောနေပြီအတို့ကားကိုလည်းပြောလိုက်ပြီအဲ့သူကဒိဋ္ဌိရရှေကားကိုလည်းပြောလိုက်ပြီညီမတွေနဲ့ညီမကြီးစင်သာလို့ပြောလိုက်ပြီဒီမှာတွန်းတစ်ချောင်းနဲ့ပါဝင်လာလည်းပြောလိုက်ပြီတွန်းတစ်ချောင်းလည်းပြောတာအကြောင်းပါလားအကြောင်းကလည်းလို့တလား ်ဘူးသူကပြောအနီးနှချောင်းတက်လဲလုံးပါပဲသူနှချောင်းတက်လဲလုံးပါပဲအရောင်းအလုပ်လုပ်တာမဟုတ်ဘူးဘိုးကအလုပ်လုပ်တာအဲ့ဒါ EOD EOD စင်တာနဲ့ပတ်သက်ပြီးတော့ဒဇုံတရားများပြစ်ချက်ရှိခဲ့ရဆိုရင်တဲ့ H1D ဝန်ထမ်းမှာဆိုရင်တော့အချမ်းမီခွန်တစ်ချက်ခုံမှာဖြစ်ပါတယ်တဲ့ရမအမဆိုရင်တော့28ချက်ခုံမှာဖြစ်ပါတယ်ခုနမှာခုနှစ်ချက်ခုံလဲဆိုတော့ဒံခွေထဲမှာဘယ်နှစ်ချက်ခုံမထင်လဲခုနှစ်ချက်ခုံခုနှစ်ချက်ခုံ ဇမားကလာပြီဘယ်နှစ်ချက်တော့28ချက်ဆိုတော့28ခါခုံမလားမဟုတ်ပါဘူးတော့7နာကိုဘယ်လိုခုံလဲအနည်းတစ်ချက်ခုံခုံကနာကတော့အများတစ်ချက်အများတစ်ချက်ပဲဒီမှာခွန်ကတော့30ပြည့်လားပြည့်ပါဘူးမပြည့်တော့အများဘယ်နှစ်ချက်လဲ28ပါအများ9ချက်ဒီမှာကျတော့အနည်းတစ်ချက်ကိုဘယ်လိုယူလိုက်မလဲ20အနည်းတစ်ချက်က30အနည်းတစ်ချက်က20အများ8ချက်အနည်းနှစ်ချက်အမြင်ရှိချက်အားလုံးကဘယ်နှချက်လောက်ခုံမှာလဲ10 10ချက်လောက်ခုံမှာအနည်းကနှစ်ချက်အမြင်က8ချက် အားလုံးမောင်းခုံထဲပုံတယ်ကိုကြည့်မယ်ဆိုတော့ဘယ်နဲ့ချက်ပြန်10ချက်ပဲ။ဒါနဲ့ပထမအနေနဲ့ချက်က20။နောက်တဲ့7ချက်ကအများ7ချက်က8 28ချက်။မဆက်ချက်တော့28ခါခုံးလားအကျဉ်းနဲ့ပြောမယ်ဆိုတော့10ခါပဲရှိတယ်10ခါအောင်မှ6ခါခုံးရတဲ့2ချက်ကအမြင်နဲ့ချက်ဆိုတော့20နောက်မှကောင်ကမြန်သွားတယ်မြန်တဲ့ကောင်က6ချက်က8ခါအဲ့တော့28ချက်ခုံးတဲ့ဘောပေါက်လားဘောပေါက်လားပေါက်တယ်အဲ့ဒါ ဝန်ထမ်းတိုင်းမှာဆိုတော့ EC ဒီတနာအရာတက်ရင်အချက်မီ9ချက်ရမာမှာ28ချက်ကုန်မှာဖြစ်ပါတယ်တဲ့ဟိုပြစ်ချက်လည်းသိပါပြီဒီမှာခုံတာဘယ်နေရာမှာခုံတာအိဇောမှာဘွားခုံတာလားတောင်ဝထဲမှာမိကနီရောင်လားဆင်းရောင်လားအဝါရောင်လားအဝါရောင်အဲဒါပြန်ပြီးတယ်နော်တောင်ဝထဲမှာကြည့်ရမယ်ဆိုတာလည်းပြီးပြီဝန်ထမ်းပြစ်ချက်လည်းပြီးပြီရမာပြစ်ချက်လည်းပြီးပြီ EC ဒီတနာအင်ဂျင်ကိုယ်တိုင်တက်ပြီးချက်စင်းသား EOD ကဝရဟဝရုပရဲ့ဆံငယ်မှာရေတိုင်းကြီးပါလားမပါတော့အဲဆံငယ်မှာဆိုရင် EOD လို့ခေါ်မလား EOD လို့ခေါ်မလား ။အင်ဂျင်ဝိုင်းတမ်ပရေချာစင်စာလို့လည်းပြီးပါပြီ။ဒီမှာပါတာထိုးတဲ့နှောင်းလဲ။နှောင်းလည်းပြီးပါပြီ။ဒီဒီအပေါ်အုပ်စုထဲမှာပါလာလားစင်စာအုပ်စုထဲမှာပါလာလား။စင်စာအုပ်စု။စင်စာဆိုမှတော့အာယုကံဒီဘုရင်ပေါ်မှာလဲ။သူကဘုရင်ရပူချင်ပါအာယုကံနဲ့။အင်ဂျင်ပူချင်ပါဗျာ။အင်ဂျင်ပူရင်ဤစီယူကနော်တယ်ကို။ဒီနည်းနဲ့တက်လိုက်ပါ။အင်ဂျင်ဤစီယူကနော်တယ်ကို။အဲ့ဒါဒီစီကံတော့အနေနဲ့လည်းဆိုင်လာမဆိုင်မလား ECD ကိုဒီစင်တာဒီမှာကတော့စီကံတော့မှန်လားမှန်ပါဘူးဒီတော့ငယ်ထဲမှာစီရီချိုးစားမမြတ်တိုက်ရင်စက်တာမှန်မလားမှန်ပါဘူး စဉ်းစားစဉ်းဆက်ဆက်ပြီးတော့စဉ်းသူ့အနေနဲ့ဆက်ဆက်ဒါရဆက်ချင်းငူကြီးကဘုံလို့အစုံဂျူပါဝင်မှုလည်းတည်ပြီနော်ဘုနာမနှောင်းရမမှာ၃ကောင်းလာလားဟုတ်ပါဘူး။ဟိုနာတိုင်းဟိုတိုင်းနဲ့ဂျမတိုင်းဟိုတိုင်းနဲ့ဒူလားမဒူလား။ဒူပါရဲ့။တခါတိုင်းနဲ့ရေအမြဲတမ်းနဲ့ရအောင်။တစ်စီးတိုင်းနဲ့ရေအစီးတိုင်းနဲ့ရအောင်။ဒီဒီဒီဝေဒီစလား။ စဉ်းစားပါရဲ့ဣဇူလူကိုဘာပြောရတော့လေပူရေးကိုပြောရတာအင်းမြန်ပူရေးကိုပြောရတာလေပူရေးကသူနဲ့ဆိုင်လားလေပူရေးကလည်းများလားသူနဲ့ဆိုင်လားသူလည်းလို့ဘောအဓိကပြောချင်တာတော့အင်းမြန်ပူရေးကိုဣဇူကိုသတင်းဖို့သတင်းဖို့ဖြစ်တယ်တဲ့သတင်းဖို့ရပြောအောင်သူ့မှာတိုးပဲနဲ့ချောင်းပါလေအမှန်တကယ်ဆိုအမှန်တကယ်ဆိုစဉ်းစားတခုဟာသူ့ဒီကိုဘာလို့မလဲအပေါင်းဝင်လာမယ်ပြီးသွားရင် အလုံးဝင်လာမယ်ပြီးပြီးတော့မောင်းလို့ရမှသူကဘာပြန်လုပ်မှာလဲဤလူတရေပြန်ဖို့မားတဲ့ဒါပေမဲ့ဤလူဒီဤလူဤလူဒီစင်နာမှာကျိုးနှောင်းနေဆိုတော့တရေပြန်ဖို့လည်းကျိုးပါလားသူတို့လုံးဖို့တော့ပြီးတယ်ဘာလို့ပါမလို့အပေါင်းတို့ကျိုးနှောင်းမဲပါမယ်တဲ့ဒီမှာကျိုးတဲ့နှောင်းရှိကျိုးကနှောင်းမဲရှိကျိုးနှောင်းမှာနှောင်းကအပေါင်းနှောင်းကအလုံးဘယ်နှမရှိမလဲဆိုတော့ plan 5 徐来呢？干啥呢？干啥呢？现在我们也干啥去了？在哪个了？保利有没有？哎呀，干啥呢？干啥呢？现在我们也在哪个了？干嘛的？一直的在嘛？就那家了，东家了，那家没事的。哎，那家没得的。哎，那家 ပြည်သူဒေသနာကိုပေးတယ်ဗာလဲလဲပလက်ဖိုက်ဖို့နဲ့စင်နာကောင်မျိုးဖြစ်ပါတယ်တဲ့ပလက်ဖိုက်ဖို့နဲ့စင်နာကောင်မျိုးဖြစ်ပါတယ်တဲ့အဲ့ဒီမှာစင်နာကအရင်ကြီးကိုတင်းပြန်ပို့တဲ့ကျိုးပါလားမပါပါဘူးဒါပေမဲ့တင်းပြန်မပို့ဘူးဆိုတော့ပြည်သူကစင်နာလုံးဖို့အတွက်ပလက်ဖိုက်ဖို့နဲ့စင်နာကောင်ကိုပေးလိုက်ပြီဒါနဲ့ तू ကပြည်သူကိုဖို့ရတဲ့အခါမှာဣတိဒိနာကအင်းမြန်ပို့ရအောင်ခဏမှခံဘူးလားခံတယ်အင်းမြန်ပို့ရအောင်ခံတယ်ဘယ်သူ့ကိုပြန်ပြောရမှာလဲ သတင်းတံမွေးတူကမပါဘူးမပါတော့ဘယ်လိုပြောလဲသူ့ပေးထားတဲ့ flat five ဖို့ယူမရှိဘူးလားသူ့ပေးရထုတ်ပေးထားတဲ့ flat five ဖို့ပါတဲ့စင်နာဆော့ကပ်ကိုဖြုတ်ပြီးတော့တိုင်းမယ်ဆိုရင်တော့ဒီကျိုးမှာသူ့ပေးတာ five ဖို့ဆိုတိုင်းရင်ဘယ်နှဖို့ရှိမလဲ five ဖို့ရှိပါမယ်တဲ့အကယ်၍ဒါတဲ့သူကစင်နာမှာဆော့ကပ်တက်လိုက်မယ်ဆိုရင်အဲ့ဒီ five ဖို့က five ဖို့ရှိသေးလားအဲ့တော့ဆရာတို့ five ဖို့ကိုပန်းကြည့်အောင်တဘောတဘော 1.5ဖို့2ဖို့2.5ဖို့3ဖို့4ဖို့5ဖို့6ဖို့နောက်တစ်ခုက3.5ဖို့ဒီကတော့4ဖို့ဆရာတော်ပဲထားလိုက်ပါလေးဖို့ဆိုတော့နော်လေးဖို့ရအောင်ပါကြည့်မလဲ4.5 4.5ရအောင်ပါကြည့်မလဲ5ဖို့5ဖို့အဲ့လိုပိုင်းလိုက်တဲ့အခါမှာ ခလေးမှာပါရှိတယ်ခလေးမှာပါရှိတယ်ဝမ်းတဘောကနေစရပြီးတော့ငါဖို့ကိုအပေါ်လေးပေါ်လိုက်တဲ့အခါမှာတဝက်ပြီးပါတယ်ဒီဘက်ကဒီဘက်ကနှစ်ပါးပေါင်းရင်အာဒီဘက်ကဒီဘက်မှာနေခလေးမှာနေတယ်ငါဖို့ရဲ့ခလေးမှာနေခလေးမှာနေပါတယ်တဲ့ဒီဘက်ဖိုက်ကအကယ်၍ဒါတဲ့ easy ဒီ easy you ပါ easy ဒီစင်နာယုံကံမှုအတွက်ပြေးသွင်းလိုက်တော့စင်နာကောင်နဲ့ black fight ဖို့ဒီစင်နာကိုရောက်လာချိန်မှာစင်နာကအာယုံခံပါပြီဘာဝါယုံခံလဲအင်ဂျင်ဘူးရေးဝါယုံခံပါတယ် ။ရှင်ရှင်မူရအောင်ခံပြီးတော့သတင်းပြန်ပို့လာတော့သတင်းပြန်ပို့တဲ့ကျတော့မပါဘူး။သတင်းပြန်ပို့တဲ့သူမပါတဲ့စင်စာတွေမှာဆိုရင်ဘလို့လုံးလုံးပြလဲဆိုရင်တော့တဲ့ easy you က तू အလုံးလုံးကိုပြလိုက်တဲ့ flat five ကိုကျိုးမှရှိတဲ့ကိုအားတွေပါတယ်။ဟိုအားရပါလေသူပြလိုက်တဲ့ဖိုက်ဖို့ကစောပါပြတိုင်းစောပါနေတဲ့ကမှာစဉ်းစားအာယုံခံပြီးအာယုံခံသွားပြီဖြစ်တယ်ဖိုက်ဖို့ရှိအောင်မလားရှိပါဘူး အကြေးရတယ်သူပြလိုက်တဲ့ဖိုက်ဖို့ဟာတဲ့စင်နာယုခန်နေဒီမှာတဲ့2.5ဖိုက်ဖို့တဲ့အောက်ကိုကျနေတယ်ဆိုရင်အင်းကြီးမဖြစ်နေလဲအင်းကြီးမူနေတာမဟုတ်ဘူးနော်ပူနေတာ2.5ဖိုက်ဖို့တဲ့ကျနေရင်အင်းကြီးမဖြစ်နေလဲ2.5ဖိုက်ဖို့တဲ့များနေရင်အင်းကြီးရောစီကန်းတော့အင်းကြီးဘူးတော့ စင်နာမှာပြုတ်မယ်နဲ့ကြောင်းချင်းတရင်ကြောင့်လည်းပြုတ်ပါလားမမာတော့သူ့လိုလိုပို့တယ်သူကလည်းဖတ်ဖို့ပြုတ်မရှိဘူးလားအဲဖတ်ဖို့ပြုတ်ဒီစောကတက်တိုင်းရတော့ဖတ်ဖို့ပြုတ်တယ်စောကတက်တိုင်းဖတ်ဖို့ရှိရောမလားသူ့လိုလိုတဲ့သူ့လိုလိုတဲ့ဖတ်ဖို့ easy ကသူမသိဘူးလားသူကိုယ်တိုင်ထုတ်ပြရတာသိတာပေါ့ဒါပေမဲ့သူ့လိုလိုတဲ့ဖတ်ဖို့ဟာတပြေးပြေးနဲ့နဲ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 လာတယ်ဆိုရင် easy ကပါသိတယ်တပြေးပြေးနဲ့အင်းရင်ပူ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 လာလို့မသိဘူးလားအင်းရင်ပူလာတယ်လေစီပြန်တော့အင်းရင်သူ့ဘာမှမလုပ်ရများလာတဲ့အခါမှာဆိုရင်ဘိုးတွေများလာပြီဖြစ်ပြီးတော့အဲ့ ။အင်းရင်ဘာလို့ယူစမ်းလဲ။အင်းရင်အေးလာတယ်ယူစမ်း။အင်းရင်အေးလာစိတ်ကနေကိုညားမယ်။အဲ့လို ECD စင်စာနဲ့ ECU ကအဲ့လိုချိတ်ဆက်လုံးဆောင်ပါလေ။ ఈ దినిన మా జోమన చాంచి దనే మ్యా బోడే జో బాలా దనే మ్యా మౌడే జో మబారే సెన్సార్ ఫే మా సోయిన్ ఈజీ యునే సెన్సార్ బలో అలౌ నొప్ బాదలే సెన్సార్ అలౌ నొప్ బోడే ఈజీ యు ఆ పేదలే హావో జో మచిబులా అరి జో ఆ အမြဲတမ်းဖတ်ဖို့လားဆောက်ကဖြစ်ရင်တော့ဆောက်ကလည်းဘုရားဖတ်ဖို့ရှိသေးလားအဲ့ဒီဖတ်ဖို့ကတတိယနည်းနဲ့နဲလာရင်ဤဒီကဘယ်လိုဆုံးပြမလဲတတိယနည်းနဲ့ဒီမှာဖတ်ဖို့လည်းများလာရင်ဒီလိုပြရအောင်အင်းကြီးလိုက်စီကန်တော့အင်းကြီးအင်းကြီးဘူးရင်ဒီကန်တော့ shop အဲ့လိုချိန်ဆက်လုဆောင်ပါလေတဲ့ဤဒီကဒါရောခမ်းမလို့လောကကောင်ကိုဘော်ရီရပေးတာဘယ်လိုလဲပြီးတော့ လို့ဘယ်လိုပြောရသေးလဲဘယ်လိုပြောရသေးလဲဘယ်လိုပြောရမလဲဘုရားဘယ်လိုမဘယ်လိုလဲဘယ်ရမလဲဘယ်လိုဖြစ်နေလဲဘယ်လိုဖြစ်နေမှာဟောအခုဖားဖို့ဘယ်လိုရပြီလဲခေါနာဆိုင်ရောယမဆိုင်ရောဘေးကြီးဘေးကြီးအခုလုံးပြည်စီဒီနာအရခံဖို့လိုအပ်တဲ့အပေါင်းဖားဖို့နဲ့စဉ်းစားကြအောင်ဘယ်လိုလဲဒီမှာလဲဘယ်နှဖို့ပဲလဲ ဒါတော့ဒီမှာဘောချိန်တဲ့ဇာတ်လေးကိုနားလဲတာဥပမာတနေ့ဣလိဒီစင်တာကိုဒီကျိုးဦးရင်ဘုံလက်ထင်မှာဘိုးသွားတိုင်းလိုက်ဘိုးဘိုးပြနေအဲ့ဘိုးဘိုးပြနေခြင်းဟာအင်ဂျင်ပူနေတာလားအေးနေတာအင်ဂျင်အေးနေတဘိုးပြနေအင်ဂျင်ဒါရင်အင်ဂျင်တော့ကိုကန်ပြီးတော့လေအရင်အေးဆက်နေတယ်ဘိုးကလည်းမနှိုးရဘူး ဆက်ကမလို့ရသေးဘူးကိုညာလည်းအေးဆက်ဒါနဲ့သွားတိုင်းတော့တဖို့ပဲကြာအဲ့ဒါဗာမားနေစင်သာလုံးဆောင်ချက်တခုခုမားနေဟုတ်ရောကိုမလို့ရရင်အေးနေဆက်ကလည်းမလို့ရသေးဘူးသူ့သွားတိုင်းရဒီကူပတ်ပဲသုံးဖို့ဝင်ကြတော့ရှင်းနေရမှာနော်သူအခုချိန်မှာဒီအေးပါတိုင်းကသွားတိုင်းလည်းဒီနှစ်ဖို့နှစ်ဖို့ကြော်ကြော်လေးမှာရှင်းနေရမလို့ရသေးဘူးကျွေးတဲ့နေရာကွာ easy ဒီနာခုချိန်မှာပို့သွားတိုင်းမှာဆိုဘယ်ဆိုင်ငယ်ပဲသွားတာတယ်မင်းတို့ကဒီကူပိုင်ဖိုင်လို့ယာကြီးမှတ်ထားလိုက်မင်းတို့ခင်မှာနှုတ်လိုက်ပြီဆိုရင်ဟိုလေကြာလား အဲ့ဒါမှမဟုတ်ရင်အင်ဂျင်ကြီးရေခဲရေနဲ့ထိုင်ပတ်လိုက်ရင်ဘုရားဟုတ်ပြီအင်ဂျင်ကရဲအင်းနေပါလျက်နဲ့ဒီဘလက်ဘောက်ကိုကြိုးဘိုးသွန်းတိုင်းတဲ့အချိန်မှာအင်ဂျင်ကအင်းနေပြီမှတခုတို့မှလာမှလာတကယ်တော့ဘာဖြစ်နေမှာနှစ်ဖို့ပြောတော့သုံးဖို့ညီပါရှိနေဒါဆိုရင်စင်လာလာပဲမှားနေတာလားဒါမှမဟုတ်ဒီဝင်ဝင်လာတဲ့ဘုံကပဲဖောက်ဖို့မပြေပဲနဲ့ဆက်မပြုတ်တမ်းလို့ရလာပြီဒီလိုပြေးလို့ကလည်းတခုလည်းပြေးထားလို့ပဲ ဘုမတဘုတ်ကြနေကြလားပေါ့စဉ်းစားတော့စဉ်းစားတော့အီဒီယူလာတဲ့ဘုကဘယ်နှဘုတ်ပြေးပြရမလားသူကတဘုတ်ပြေးတာကိုဒီမှာနှဘုတ်ပြမလားပြပါအဲ့ဒါဆရာတို့ကပါစဉ်းစားတိုင်းဆော့ကက်ကိုအရင်ဖြုတ်ပြီးတော့ ECU ဘက်ကပြေးတဲ့ဘုပြင်းမပြီးဘူးအရင်တန်းရတဲ့ဒီကမှာဆော့ကက်တက်ဒီကမှာဘာတန်းရမှာလဲနှောင်းလဲနေတဲ့ဘုကိုတန်းရမှာညာဘုအပြေးပြေးပါလေနဲ့အင်ဂျင်ကရင်းအင်းနေပါလေနဲ့တဘုတ်ဆိုမှားလားမလားဘုရားအားနဲ့တက်လို့ထင်မလဲစဉ်းစားဘက်ကအားနဲ့တက်ဖြစ်နေပြီ စဉ်းစားရအားနဲ့ဖြစ်နေတယ်ဘောမလားတရားကိုသင်ပြခြင်းအပြင်ဆရာလက်တွေသင်မပေးဘူးလို့မပြောဘူးသင်ပေးမှာဒီလိုပြောတဲ့အချိန်အပြင်ဒီစာစာအုပ်တွေတော့တောင်းရင်မင်းတမင်းကခီးစီးတဲ့စင်နာကိုတောင်းတန်းကြည့်စို့မင်းအောက်စာကိုကြည့်ပြီးတိုင်းတယ်ပညာဆိုတာအကုန်လုံးနေနေမှာပညာမဟုတ်ဘူး။မင်းလမ်းကြောင်းပြရတယ်ပညာပဲ။လုပ်ရအောင်လုပ်ပြရတယ်ပညာ။ဟုတ်။ဒါဒီနေ့ကဒီဆက်ပုံပြီလေ။ဟောက်တော့ပါကမှာတော့ဘောတိုင်းတော့ဆံငယ်မှာဒီစီနဲ့ပဲလုပ်တော့ကွာ။ ဒီမှာထားမယ်ဒီဒီဆိုအကုန်ပြောင်းလေးစာတင်ရတာဒီဒါတွေကုန်ပြောင်းပြီဒီဒီဆို20ဒီသာမအနေနဲ့ခွင့်မလာဘူးလားဒီမှာအပေါင်းလို့ပြောဘယ်လိုလဲမလဲဒီသာမီကိုအပေါင်းလို့မဆိုင်နဲ့တော့စနာကောင်းပြောမှာပေါ့ခွင့်လေပေါ့ပေါ့မယ်လေ easy ပါ easy ဒီကိုဘလက်ကဘထုတ်ပေးတာပေါ့ခွင့်လေပြေးသွားတိုင်းလေအင်းရလဲအင်းနေတယ်2.5တော့ပြနေမလားမလားမလားအင်းရနိုးလိုက်တယ်ရမ်းဘူးလားတဘောပဲတဘောပဲပြတယ်မလားမလားဆုံးပြလေ ဒီမှာပူရင်ဖိုးကြတယ်လို့ပြောပြီးပြီအင်းရင်ဖိုးတတ်တယ်လို့ပြောပြီးပူရင်ဖိုးကြကိုကြအင်းရင်ဖိုးပြန်တက်ကိုတက်ရအဲ့ဒီချိန်မှာဖိုးမတက်ရင်မာနေပြီပူတဲ့ချိန်မှာဖိုးမကြရင်တော့ပါလားကျွန်တော်တက်လို့ဆောင်ချက်ကအဲ့လိုလှုပ်ဆောင်ပါတယ်တဲ့အဲဆိုရင်တဲ့ဟိုစကန္နာတူးတွေထဲမှာဆိုင်ခါမှာချိတ်ဆက်ပြီးတော့ ECD နဲ့ပတ်သက်ပြီးတော့ကြည့်လို့ရတယ်နော်ထိုင်နေဆရာတော့စက်ထဲမှာကြည့်လိုက်ရင်ဥမာ ECD ECD အပူကြီး ဥပမာဥပမာ45ဒီဂရီဆယ်စီယက်ဟုတ်ပါဆရာနာဘာပဲကြည့်ရလဲအပူချိန်မဲနေရတယ်ဘို့နေရလားဘို့အတိချင်းဘာနဲ့တိုင်းမလဲဘီရောင်မရောက်ပြီးချင်းဘို့အတိချာပြီးချင်းဘီရောင်မရောက်ပဲပြီးချင်းအပူချိန်ကိုပြီးချင်းဆက်ထဲမှာကြည့်ဆက်ထဲမှာအပူချိန်45ဆိုတာနဲ့အပူချိန်45ဆိုတာနဲ့ဒီမှာနှစ်ဖို့ဆိုတာမင်းမှန်မလား အမှုချိန်မှန်နေုံနဲ့ဘောမှန်မလားဘောမှန်နေုံနဲ့အမှုချိန်မှန်မလားမင်းဘာလို့မလဲအမှုချိန်နဲ့ဘောဟာကိုင်းနေမရှိမတိုင်းတကယ်တော့အင်းငယ်အမှုချိန်ကတရားဆိုရင်ပူရလိုက်ရလားစတဲ့မှာပြတယ်အင်းငယ်အမှုချိန်တရားဆိုပူရလိုက်ရလားအဲ့ဒါနဲ့မိသားနဲ့ဘောသွားတယ်ဘောနဲ့နေရမှာလားညာနေရမှာလားအမှုချိန်ရဲ့တရားဘောရတဲ့ဘောမှန်လားမှန်လားမှန်တယ်အမှုချိန်ကဘောကိုင်းနေမှုရှိနေမှာအဲ့ဒီစင်စာရဲ့လောက်ကောင်ကတရားရတယ်တော့မှန်တယ်ပြောလို့ရတယ်စတဲ့မှာကြည့်ရင်လည်းမလုံလောက်ဘူးမိသားနဲ့တိုက်ရင်လည်းမလုံလောက်ဘူးဘောပေါ့နော် အင်းငင်ဘူးရင်အင်းငင်ဘူးရင်ဘိုးတွေကြလာမယ်အင်းငင်ရင်ဘိုးတွေသိုံနဲ့ရလာဆက်ထဲမှာဘိုးပေါ်လာဘူးချင်းပဲပေါ်တယ်အဲ့ဒါဘူးချင်းနဲ့သိလို့မလိုရဘူးလားသူကဘူးချင်းဒီတဲ့ဆိုင်ထဲမှာတဲ့အလုံးစုံပူရင်120ထက်120ထိပဲပူရတော့ တရားနဲ့ဆိုတော့ပူလာရင်အဲ့ဒီဆံကရာချမ်းပြတော့ဘာကြောင့်တရားနဲ့ဆိုဆိုရင်ရေတန်းကြီးပါတဲ့ဆံကရာတွေတို့မှာဆိုရင်ရေကြီးတွေလဲလာပြီဆက်မောင်းရေခမ်းတယ်ဘာကြောင့်လဲငါတို့မိဘပေါ်မှာရေထည့်ပြီးတော့ဒီတိုင်းမိဘနေတာပဲအဲ့ဒီတွေပွက်တာကြလာဘာကြောင့်ခံသွားတရားနဲ့ဆိုဆိုတာပါလေယေရှုနာတောင်ဝထဲမှာရေရင်ပြီးပါတယ်အင်းရှင်ဘူးကျင်က120ရောက်လာပြီဆိုတော့တောင်ဝထဲမှာရေရင်ပြီးအထလင်းမင်းအမိရောက်နေနေအဲ့ဒါကိုဆက်မောင်းရေခမ်းတယ်ရေခမ်းရင်အင်းရှင်ချက်ပြသွားတယ် ။ဆိုင်ငယ်မှာလွင်လုံးက120ထက်ကျော်လောက်ရလာဘူးကျင်းက။ဒီက120ထက်ကျော်တဲ့ပုံမှန်ဟုတ်လား။ဘာလို့လွင်လုံးမှုချိန်ဒီ။ဘယ်မှာနေမှာ0မှရောက်လာ။အဲ့ဒီတုံးချိန်ကအခုချိန်ကဒီလိုမှဆိုလက်ရည်တွေရောခြေရည်ရောခေါင်းစွပ်တွေရောနားအုပ်တွေတက်ထားမှာပေါ့။မြန်မာနိုင်ငံမှာအခြေအနေရှိတာကိုရေကောင်ဒေတာတွေကိုချင်းပြည်နယ်တွေမှာပြောနေအခုလက်ရှိမြန်မာနိုင်ငံရဲ့85%လောက်ပတ်ဝန်းကျင်မှာဒီအခက်နေတာရှိလား ။ဟာဒီလိုဆိုမှလည်းဒီကဲမှရောက်ပါဘူး။သူများရောက်ပါမယ်အနှုတ်တဲ့အနှုတ်နဲ့တရောက်ပါတော့။ထားလာရတယ်မလို့။အခုကပြောနေတာကဆံကမှာအနည်းဆုံးအေးရင်ဒီလိုဒီပဲ။ဒီမှာငယ်ငယ်ဥပ္ပဝါပူရင်120ဒီပဲ။ဘာတော့အင်းညီမကြီး120ရဲ့တော်လက်ခံလို့ရလား။ဒါပေမဲ့မြန်မာနိုင်ငံမှာယာတူ့အခြေအနေကပြောမယ်ဆိုရင်တော့အပူချိန်ကတဲ့ဆံငယ်ရအပူချိန်ဒီအင်ဂျင်ရအပူချိန်ဒီတဲ့300နဲ့100ချာ တကယ်တော့အနေနဲ့ပြောမယ်ဆိုဘလားလဲအနေနဲ့ပြောရင်တရားနဲ့ကြဲကြော်လို့ရလားဒါနဲ့တရားနဲ့ကြဲနဲ့ကြော်လို့မရဘူးဆိုတော့တရားနဲ့ကြဲရောက်ရင်ရောကောင်းလားဒီကနေ့ကျောင်းရောက်ပြီဆိုရင်အိုဘာဟီးတက်နေပြီ။ဆက်ကြမှာတကယ်တမ်းအမှုချင်းကသင်ငယ်ရဲ့အမှုချင်းကတကယ်တမ်းတကယ်ပြောင်းနေနေရမှာကတခြားတက်မှပြလိုက်ပါမယ်။ဟောငါတို့မနေ့ကလည်းမနေ့မိုးလေးလည်းဖြစ်တယ်မနှိုးတာလည်းကြာပြီ။ရာသီဥတွေကလည်းနည်းနည်းအဲနေနေဆိုရင်အမှုချင်းက30အောက်ရောက်သွားတော့ကျတော့20လို့တက်မှလား။ 娘娘阿片，你不是阿片？俺这三个月是你们农民吗？是啊，你价一点点了，伢地里也，你看多嘛，你了。没啦？地里也不多，你不要。哎，咯，你多你没差不多，三个月嘛，农我们农民，你拿能不劳累？你看这农民忙的大不了，不劳累这样子。你阿姐那农民，事不是你忙多啊你那谁家有家庭，是不是你忙多了？ နှစ်ကြောင်ကြာတာဇာတိဦးနီတော့နှစ်ကြောင်ကြာတာဇာတိဦးလို့အေးလာလို့ဘာပြောတော့ကြာပါ15လို့30လို့ပြောမှာဘာလဲဇာတိဦးကပုံပုံအေးလာလို့ပေါ်ရတဲ့တော်လိုင်းကြတော့ဟုတ်လေဇာတိဦးကဘူလာရေးရတယ်ဆိုင်လားအင်းကြီးကောင်းမဆိုင်တော့ဆက်ဆက်ကြည့်ပြန်ရအောင်ဆိုင်ရမှာတော့တဲ့ဒီဒီနေစနာရဲ့ဘဝပြောင်းလဲမှုကိုသိပါသလားသိရင်ဘိုးကြအေးဘိုးတက်အဲ့ဆိုင်ရမှာအရင်တော့0နဲ့ပြီးတော့120 ။ဒါနဲ့ဆန်ကမာအမေရိကန်ပြောင်းလဲလို့တော့အင်ဂျင်နီယာဘူးချင်းကြီးလေဘောင်းနဲ့ပြလိုက်တာလို့ရှိရမလဲ။20နဲ့တရားကြောင့်တရားလက်တော်ရကောင်းလား။20နဲ့20ရောက်အောင်မကောင်းတော့ဘူးလား။ဟုတ်လေဇာတိမှုလို့ဧလာလို့ကြောက်ပါလား။အာဝါဘတ်ဒီရောက်လာပြီဆိုပါစို့။ဆက်နိုးလိုက်တယ်။ဆက်နိုးတော့အင်ဂျင်ရဲ့ဘူလာမလားဧလာမလား။နဲ့ရရနေပြီ30 40 50 60 70 80 90 100တရားဆိုတာနဲ့ယူယူရေးထင်းလိုက်ပြီယူယူရေးထင်းတော့ဘာလို့လဲပြင်ပြင်းထန်ထန်ယူဖို့ဒီတိုင်းကြီးတဲ့ထက် ။ဒီတိုင်းကြီးတွေကအေးခံကြီးတွေကိုအင်ဂျင်နဲ့ထွက်လာတော့ခုနကအင်ဂျင်ပုံကြီးကလောက်ကြည့်တယ်။ဆရာ။ဒီရင်းကြီးပြောင်းလာတော့ပြန်ဆင်းမလောက်ဘူး။ဆရာလည်းအကျော်ခံလား။ကျော်မခံဘူး။ဒါကြောင့်ဆိုင်ကမှာဘယ်တော့မှဟာဝင်မောင်းပါလေပြောပြော။အမှုချင်းတရားတဲ့ကျော်လို့မရပါဘူး။20နဲ့တရားကြအနေနဲ့အမှုချင်းနဲ့အနေနဲ့အမှုချင်းဘလားလဲဒီလိုနဲ့တရားနဲ့ဘာကမှပုံမှန်ပြောင်းလဲနေတော့အင်ဂျင်နီယာအမှုချင်းကြီးဒါပဲရှိရတယ်ဥပမာများရင်မကောင်းလို့ပဲ ဒီခန့်နေဒီခန့်နေတရားမတော်နိုင်ဘူးလားတော်နိုင်တယ်ဘုညာမပါရောတရားတော်နိုင်တယ်မမောင်းမဲနဲ့လေပါကြီးထိုင်ခဲနေရောမတော်နိုင်ဘူးလားဘုညာလည်းကောင်းတယ်ရေလည်းရှိတယ်ဒါပါအညာလည်းရှိတယ်မမောင်းမဲနဲ့ထိုင်ပြီးလေပါခဲနေအညာကြီးမတောက်ဘူးလားတက်တယ်မောင်းတဲ့အချိန်မှာအညာကိုပြင်ပလေရာမတိုးဘူးလားအညာမူမရကြဘူးလားလက်ဒီမဲ့အချိန်မှာအညာကိုလေတော့လားအမှုကအညာကမှန်နေပါတယ်နဲ့တက်မလာနိုင်ဘူးလားဒါကြောင့်ဆံငယ်ကိုစမ်းတတ်တဲ့နေရာမှာဆံငယ်ကိုနှိုးတာလေပါခဲတာကြည့်တဲ့ဖြဲ့ ူတို့ဒီဘက်ဒီမှာဆိုဆရာပြောမယ်။ရန်နေဘင်းတော်နေသွားတယ်ဘင်းတော်ပြန်နေဒီလိုပြန်လာတယ်။အင်းကြီးဟိတက်။အင်းကြီးဘူးလေ။ဒါနဲ့အားဆိုင်ကဟာမလားမတင်ပလိုက်။အင်းကြီးမဘူး။ခင်သားလူတွေကဘယ်လိုလဲဆိုလာတယ်လေ။ကျွန်တော်ဆိုင်ကဗျာဘေးပါလေးရစီစီထပ်ပေါ့။ခင်သားညံမောင်းတယ်တော့အဲ့လိုပုံနေတယ်ဆိုတော့ကျွန်တော်ဟာမလားပို့ပို့မှာပေါ့မဟုတ်ဘူး။ဟာမောင်းရေးပါမှာဝင်တဲ့လေတွေရောတန်ကားလေတွေရောနဲ့ပြေးသွားမှာခင်သားညံမောင်းလို့ပူတာ။ဘာကြောင့်လဲ။ အင်းရှင်ကိုခုနနေရဆိုတော့လေးတို့လားမောင်းတယ်ဆိုပေမဲ့သတိပါလားအဲ့ဒါရှိတယ်လေအဲ့ကြောင့်နေ့နေလာလို့ဆံငယ်ရဟိုနနေနေမှာတော့ဟိတတယ်ဆိုဟာဝေးမောင်းဘူးဆိုမှာပေါ့အဲ့လိုမတွေးရဘူးပြလိုက်တယ်မှာလေးရစီတိထက်တယ်မှာခုနနေနေမှာလို့ဟိတတာဟာဝေးမောင်းဟိတတယ်ဘူးဆံငယ်အားလုံးမှန်နေလို့လိုရတယ်နော်အဲ့လိုရှိပါတယ်။အဲ့ဆိုင်ကမှာပြင်ပြရမှုရှင်ပြောင်းလဲမှုဒီဘယ်တော့လောက်ကြားလို့ရှိနေရမလဲ။ဟုတ်ပြီ။ဘာလို့မစံလဲတောင်းတာပြလိုက်လဲမြန်မာနိုင်ငံမှာတကယ်လို့ဒါ15 20တွေပြင်နေတတ်မယ်ဆိုရင်မင်းတို့အခုချိန်မှာလွယ်ရွားထားမှာ ။ဟော0ဆိုတော့ရေခဲတော့မလို့15တက်တယ်ဆိုတော့စောင်းလို့အရင်အေးနေတဲ့ချိန်လေး။အခုအေးလား။စောင်းနေနေတော့မှပဲခင်ဗျားကအလို့နဲ့ဝတ်ထားဆရာလို့လား။မလို့ပါဘူး။ဒါကြောင့်ဆရာအနေထုံး20တက်မှပြလိုက်တာ။တကယ်တော့ဝတ်ချင်မှတော့တိုင်းရင်အမူတင်က30လောက်ရှိတယ်။ Easy တင်စားရဘူးတင်က30လောက်ရှိတယ်။ဒါကြောင့်ဆရာပြောအေးတဲ့အချိန်ပြပါတက်မှပြလိုက်တာ။ဘယ်လိုဆရာ30နဲ့တရားကြလို့ပြောချင်တာ။စောင်းတော့တော့ပြောလိုက်တာ။စောင်းလို့20လောက်ရှိတယ်။နော်။ဒီမှာဆရာတို့ကဒီတံပိုးတစ်ခုကိုဆရာတင်တာမှာအသေးတက်မှတ်ပြလိုက်လို့မရဘူး။ဘာကြောင့်ဇာတိမှုဆိုတာပြောင်းလဲနေတာမဟုတ်လို့။ဘောပါနော်။ ဟုတ်ပြီလေဆရာတော်ဆိုရင်အပူရှင်20နဲ့တရားဆိုဘယ်အများလဲဆိုင်လမှာအပူရှင်တရားပြနေရင်ဘိုးတွေဘာဖြစ်နေမလဲဘိုးနဲ့အပူရှင်ကစက်ညက်ပါတော့အပူရှင်များတော့ဘုံနေတယ်အပူရှင်နေတော့ဘုံရှင်များလို့ဘုံများလား ချက်ညပါကြီးဖြစ်မနေဘူးလားအမှုကျင်းကညားနေမယ်ဟုတ်ကြနဲအမှုကျင်းကနဲတော့ဟိုကညားဟိုနဲ့အမှုကျင်းကဘယ်လိုသတ်မှတ်ရမလဲစမ်းပြန်ဘောလို့သတ်မှတ်ရအောင်အမှုကျင်းညားနေတဲ့ဒီမှာဆိုဘောလေအမှုကျင်းနဲနေစမ်းပြန်တော့ပါအင်ဂျင်နီယာတရားတော့မှာဆိုရင်အင်ဂျင်နီယာမတော်တော့မှာဆိုရင်အခဏကြီးနေတယ်မလဲကွာ အဲ့ဒါဆိုရင်ဤဒီဒီမှာဒီမှာကောင်းကြီးတရင်များလို့ဒီပါလားမပါတော့ဘလို့တရင်လို့လဲစင်သာလေးလို့ဘုပြေးသွင်းလိုက်တဲ့ဘုမောင်မကိုကြွားနေပြီပဲအတကြဖြစ်နေတဲ့ဘဝကိုကြည့်ပြီးတော့ဘာလို့မလဲအင်းရဘူရေကိုဤဒီယူကဆုံးဖြတ်မှာဒီလိုနဲ့ဘာလို့ကလမ်းနေနေရင်အင်းရဘူရေတင်းနေမှာလူလည်းအင်းရဘူရေစီချောက်ပြန်တယ်ဒီလိုလာတဲ့ဖားမိုးတွေကတူပပိုက်တဲ့ကြောင်းနေများနေစီကံလို့ညားပြလိုက် ။အင်းဒီပူလာလေဘိုးလေးအင်းဒီဘိုးလေးဘွားရဘူးကြီးနီးစမ်းကြပါအမူကြီးနားလေဘိုးလေးနဲအမူကြီးနဲဒါဆိုဤဒီဒီနာနဲ့ပတ်သက်ပြီးတော့နားလေ နော်ကျွန်တော်ကတော့ online တင်နာတွေဘောကိုဒါကတော့ EDD တင်နာနဲ့ပတ်သက်ပြီးတော့ EDD EDD တင်နာနဲ့ပတ်သက်ပြီးတော့စာရိတ်အတွေ့အကြုံလေးစာရိတ်ညှိနှိုင်းမှုပြောပါရစေ EDD တင်နာနဲ့ပတ်သက်ပြီးတော့လက်တွေ့တိုင်းနာစစ်ဆေးပုံကိုကျွန်တော်ဆိုင်ကမှာရှင်းပြပါမယ်စာရိတ်လက်တွေ့နှစ်မျိုးပေါင်းရင်တော့ဒါ online တင်နာတွေကောလက်တွေ့တင်နာတွေကောပြဖို့လိုအပ်ပါတယ်လို့ပြောရင်ဒီ video ဒီထဲမှာဆုံးသက်ပါတယ် bye bye ပါ